င်းခန့်ဝေရဂုံတက်တီကိုလက်တွေ့ဘဝမှာပါတွေ့နေကြတဲ့သုံးလို့ရမယ့်နီးလန်းလေးကိုဒီချက်သိပြပေးမယ်။ဒီမှာကလေးတို့ကိုပြထားတဲ့ပုံစံလေးတစ်ခုမြင်မှုမယ်နော်။ဒါကအမျိုးခန့်ဝေရဂုံတက်တီအပေါင်းနဲ့လည်းပြရတယ်အနှုတ်နဲ့လည်းပြရတယ်။ဒီချက်တော့လက်တွေ့ဘဝမှာဂိမ်းတွေကိုမြောက်လို့မြောက်မှမသိခန့်ဝေရသုံးလို့သုံးသုံးမှမသိပဲနဲ့မြောက်သွားတဲ့ဂိမ်းတွေမှာအများကြီးပဲရှိရဲ။ဥပမာကဒီချက်နမူနာပြပေးမယ်။35နဲ့45နဲ့မြောက်တယ်ဆိုပါစို့။အဲ့တော့ကလေးတို့ဘယ်လိုမြောက်မလဲ။အဲ့လိုအချိန်ဒီမှာဒီချက်တော့ကဏ္ဍမောင်းဆက်လည်းမသုံးဘူးခင်းရံလည်းမရှိဘူး။ စိတ်ရပဲမြောက်မှာဟုတ်လားအဲ့လိုအချိန်ညရင်ကလေးတို့ဘလို့မြောက်ဖို့စဉ်းစားမလဲအဲ့ဒီမိကတော့လွယ်လွယ်လေးပဲဒီချက်က35ကို40ဖြစ်အောင်လုပ်ရင်လို့မလုပ်ရင်45ကို50ဖြစ်အောင်လုပ်ဒီလိုကနေလို့ဆိုရင်45ကို50ဖြစ်အောင်လုပ်တာပို့ပြီးတော့မှလွယ်တယ်အဲ့တော့45ကို50ဖြစ်အောင်လုပ်လိုက်ပဲကွာ35ကို50နဲ့ညောင်းမယ်အဲ့တော့35ကို50နဲ့ညောင်းမယ်မြင်တာတော့ဒီချေချပြပေးမယ်အဲ့တော့35ကို50နဲ့ညောင်းရင်35တရာလီက3500 35 50လीဆိုလို့ရှိရင်ဒီချင်းတော့3500ကိုတဝက်ဝက်မယ်1900နဲ့50အဲ့ဒီမှာကလေးကိုစဉ်းစားကြည့်အောင်ဒီချင်းတော့တကယ်ရှိတာ45လား50 45ဒီချင်းဘာလုပ်ထားလဲ50လုပ်ထားလဲဒါဆိုရင်ဒီချင်းဘာပြန်လုပ်တာမလဲ9ပြန်နှုတ်ပါမယ်ဒါဆိုရင်35 5လीဘယ်လောက်လဲ185အဲ့ကျရင်ဒီချင်းတော့နှုတ်တော့မယ်1950ကိုဒီချင်းကပို့ပြီးလွယ်သွားအောင်1950ရယ် 200ရဲ့ခွဲလိုက်တယ်200ရဲ့က185ကိုနှုတ်လိုက်တယ်25ကျန်တယ်25နဲ့1550နဲ့ပေါင်းလိုက်မလဲပေါင်းလိုက်မယ်အဲ့တော့25နဲ့1550နဲ့ပေါင်းလိုက်တော့ဒီချေတို့အဖေက1595ဒါကဒီချေကကလေးလိုမြင်တော့ဖျောက်ရတာကိုယ့်ရကိုစိတ်နဲ့ကိုအမြန်မြောက်လို့မရဘူးလားရတယ်35 45 35 45လीထောင်ရ85ဟုတ်ပြီ အဲ့တော့ဒီချိန်မှာအမြောက်ဖင်းဝေးရအောင်ဘယ်လိုသုံးသွားတာလဲဒီမှာဆိုရင် a b c ဆိုတဲ့ပုံစံကြီးနဲ့ဒီချိန်သုံးသွားတာတွေ့လားဒီချိန်ကိုပေးထားတာက45ဒီချိန်ဒီမှာ45တကယ်ရှိလို့လားမရှိဘူးဒါကြောင့်မလို့ a က35ဆိုပါဆိုဒီချိန်တော့မရှိတဲ့ဂိမ်းပါကိုထည့်လိုက်လေ b နဲ့ c ကိုထည့်လိုက်တယ်ဟုတ်လားဒီချိန်တော့လိုချင်တာ45 45ကိုရဖို့အတွက်90တွေကဘာကိုနှုတ်လိုက်လဲ 50ထဲက5ကိုနှုတ်လိုက်တယ်ဒါဆိုရင်ဒီ share token က35ကို50နဲ့မြောက်အဲ့ရင်35ကို9နဲ့မြောက်ရလာတဲ့အဖြစ်နှုတ်ပေးလိုက်ရင်ဒီ share အဖြစ်လေးရပြီဒါဆိုရင်ကလေးတို့လက်တွေ့ဘဝမှာအတုံးချလို့ရတဲ့အမြောက်ဖြန့်ဝေရနီးလေးကိုကလေးတို့တည်သွားပြီကိန်းနေများလာလို့မြောက်လာမယ်ဆိုရင်ဒီနီးလက်အလေးတုံးရင်တုံးရင်နဲ့ကလေးတို့ပို့ပြီးတော့မှလွယ်ကူလာလိမ့်မယ်လို့ဒီချက်ကြံပြပါရစေ